ကယ်စိတ်ကိုဗာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကို ဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်။ဒါစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့။အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မင်းသိခြင်းကိုသိတဲ့ဉာဏ် ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့အဲဘုံဘုံတို့တေးရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတဝါတိုင်းတတဝါတိုင်းဟာတေးမျိုးတွေတစ်ချိန်မှာတေးရမှာဘယ်ချိန်တေးရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့တေးကြရမှာအဲ့ဒီတေးခြင်းတရားကိုဘုံဘုံတို့ကအေးအေးစေးစေးစဉ်းစားရမယ်စဉ်းကျင်ရမယ်ငါတေးလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းတေးလူတွေပဲ ရှိနေတဲ့တတဝါတွေအားလုံးဟာတေချာမဲ့တတဝါတွေလို့ဒီအမှန်တရားကိုဘုံဘုံတို့ဟာစိတ်နဲ့မပြတ်မပြတ်မလုပ်ပြရမလို့တွေ့ပြရမယ်တေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပြရမယ်တွေ့ပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘယ်လောက်ပြောပြောမရဘူးဟုတ်လား တော့ဘုံမလို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာတော့မမွေ့လျအောင်ကောင်းမှုမှာပြောအောင်တကယ်အလုတ်ဖြစ်အောင်လှုပ်ချင်တယ်ဆိုရင်ဘုံမလို့ရဲ့စိတ်ကိုတည်ရင်းကိုတည်တဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်။စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ပါရှိရမှာတော့တည်ရင်းကိုတည်တဲ့ဉာဏ်ပညာ ဟိုတတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီတည်ခြင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်။ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိသေးတာ။ဣဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံတုဝေနာယိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာ ဒီကနေ့ပဲလှုပ်တင်လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလုပ်လိုက်ပါမနေ့ပြန်ကြမှတည်မယ်လို့ဘယ်သူသိနိုင်မလဲဘာဖြစ်လို့လဲဆိုတော့တည်ခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတိများစွာရှိတဲ့တည်မင်းနဲ့ငရုတွေဘယ်ချိန်ကြမှတွေ့ရမယ်လို့ချင့်ချက်တာကမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာ မမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းရေးမှုချမ်းသာမှုအစ်စ်ကိုရဖို့အတွက်ဝိပဿနာလို့မဂ်ရှင်ပန်းလို့သတိပဋ္ဌာန်လို့ကိုဘုမနိုလုပ်ကြရမှာကိုအဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရတော့အခုပဲလုပ်လိုက်